အဲ့တော့ဗမာနိုင်ငံဟာလူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗမာနိုင်ငံသားအလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာအင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာရမ်းမှာဒီတိုင်းရေးထားတယ်ပြီးတော့1940ခုဖွဲ့စည်းပုံချာဥပဒေပုံမှန်၃မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှာပဲတည်တယ်တဲ့ တနည်းအားဖြင့်နိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်လို့တည်တည်ကြကြရေးထားတယ်အဲ့ဒါအပုံမှသုံးပုံမှလေးမှာပဲလို့ရေးထားသလိုဥပဒေပြုအဖွဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့တရားရေးအဖွဲ့တို့ဟာနိုင်ငံသားတွေပိုင်တဲ့နိုင်ငံတော်အာဏာကိုနိုင်ငံသားတွေကိုစားခံယူကျင့်သုံးတဲ့သူတွေသာဖြစ်တယ်သူတို့မပိုင်ဘူးပိုင်တာကျွန်တော်တို့ပိုင်တယ်သူတို့ကကျွန်တော်တို့ကိုစားသုံးဆွဲသူသာဖြစ်တယ် အဲ့ဒါလိုရှင်းရှင်းလင်းလင်းရေးခဲ့တယ်ပြောချင်တာကဒီမိုကရေစီနိုင်ငံမှာနိုင်ငံတော်အာဏာကိုကျွန်တော်တို့ပိုင်တယ်ပြည်သူတွေပိုင်တယ်ပြည်သူကြိုက်တဲ့လူပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ပြည်သူမကြိုက်ရင်အချိန်မရွေးသူ့ကိုဖြုတ်ချခွင့်ရှိတယ်ပြည်သူကြိုက်မှသူတို့အုပ်ချုပ်ခွင့်ရမယ်ဘာကြောင့်လို့ဆိုတော့နိုင်ငံတော်အာဏာကိုပြည်သူပိုင်လို့ဒီအာဏာကိုပြည်သူရွေးတဲ့လူပဲတုံးဆွဲရမယ်ဆိုတဲ့သဘောတရားအပေါ်အခြေခံထားတယ်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုတိဆောက်ခဲ့တယ်အဲ့ဒါတတိယမြန်မာနိုင်ငံတော့အဲ့လိုတိဆောက်ခဲ့တယ် ဲ့တော့ဒီကနေ့ကျွန်တော်တို့ကပြင်ဆင်မမြန်မာနိုင်ငံတော်ကိုသွားဖို့ဘယ်သူကစ change လုပ်ကြလဲဆိုတော့အဲ့ဒီနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90ယူထားတဲ့တတ်မတော်ကပဲ change တခုလုပ်မယ်ဆိုပြီးသူတို့ရွှေ့တဲ့အရွှေ့ပဲ။ဘာနဲ့ရွှေ့တယ်လဲဆိုတော့2008ဖွဲ့စည်းပုံနဲ့ရွှေ့တယ်။2008ဖွဲ့စည်းပုံဟာနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90သိမ်းပြီးအုပ်ချုပ်ထားတဲ့တတ်မတော်က အပြောင်းအလဲတစ်ခုလုပ်ဖို့ဖန်တီးထားတဲ့အစီအမံတစ်ခုဖြစ်ပါတယ်အဲ့တော့ကောင်းပြီအာနာသိန်းတတ်မတော်ကတီထောင်ခြင်းနဲ့ပြန်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်မျိုးလဲခမည်းတော်ကျွန်တော်တို့လူချင်းနဲ့တိဆောက်ခြင်းနဲ့ပြည်တော်စုပြင်စမမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်ချင်တယ်လဲအဲ့ဒါအခုကျွန်တော်ဒါ နောက်ဆုံးဆွေးနွေးမယ်အကြောင်းအရာပဲပြီးရင်ကျွန်တော်တို့ panel talk မှာဆွေးနွေးနိုင်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကညွှန်ပြတဲ့သူတို့သွားမဲ့ပြန်စပမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်လဲခင်ဗျားတို့စဉ်းစားရမယ့်အချက်ကတစ်ချက်တည်းပဲနိုင်ငံတော်အာဏာကိုဘယ်နှမ်းမှာထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှင်း အခြေခံမှုတွေကိုဖတ်လိုက်လို့ရှင်နော်ပုံမှန်တွေနဲ့ကျွန်တော်ရှင်းပါဆိုလို့ခြုံပြောပါမယ်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်တော်စုလွှတ်တော်ကိုအနှင်းနယ်လို့ရေးထားပါတယ်ပုံမှန်ဆက်နှစ်ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာတမရကိုအတဲလို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်တော်စုတရားလွှတ်တော်ချုပ်ကိုအတဲလို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်းတစ်အခြေခံမှုမှာပါပါတယ်အဲ့တော့ ြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအထားတယောင်ယောင်ရေးပါတယ်။အဲ့ဒီထဲမှာရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတခုရှိတယ်။ပုံမှန်လေးပုံမှန်လေးမှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်သည်တဲ့။နိုင်ငံသားများထံမှတက်ဆင်း၍နိုင်ငံတော်၌တည်သည်။ဒါသူရေးထားတဲ့အတိုင်းပဲ။ ဟိုရှေ့မှာဗိုလ်ချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုက်နေလို့ရေးတယ်။အဲ့ဒီဥပဒေပြုအဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့သူတို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်34မှာအခုဒီမှာကျတော့နိုင်ငံသားများထာမဆင်းလာတယ်နိုင်ငံတော်ဝမှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှေ့ကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလေပြောလို့ရတယ်လေကျွန်တော်တို့ရှေ့ကဆင်းသွားတာကိုအဲ့တော့ကျွန်တော်တို့ပိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရှေ့ကဆင်းသွားပြီလေ ရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှီကဆင်းခဲ့ပြီကျုပ်တို့ရှီရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာကအဲ့ဒီလိုလေမရှင်းမလင်းရေးထားတယ်ဒါကမရှင်းမလင်းရေးတာတော်သေးတယ်သူ့ပဲကိုယ်ပဲပြောလို့ရသေးတယ်လေဟေ့တို့ရှီကဆင်းတာမဟုတ်လို့တို့ပိုင်နေလို့ပြောလို့ရသေးတယ်ဟာမဟုတ်ဘူးဗျခင်ဗျားတို့ရှီကဆင်းလာတာကျုပ်တို့ရှီရောက်သွားပြီဒါဟိုဘက်ဒီဘက်ပြောနိုင်တယ်ဒါပေမဲ့ပြောမရတဲ့ညင်းမရတဲ့ပုံမှန်တွေကရှိပြန်ရော ဟုတ်ပြီကဲကြည့်အောင်ဒါဆိုရင်လဲနိုင်ငံတော်အာဏာအပိုင်းပိုင်း၃ပိုင်းတွေ့မယ်တဥပဒေပြုအာဏာစောစောကပြောတဲ့ပုံမှန်ဆက်နှစ်ပြည်တော်စုလွတ်တော်မှာတည်တယ်တဲ့တေချာနောက်ဖတ်ကြည့်တယ်ပြည်တော်စုလွတ်တော်ကိုဘယ်လိုဖွဲ့ရမှာတော့ပြည်တော်စုလွတ်တော်ကိုဖွဲ့တော့အမျိုးသားလွတ်တော်နဲ့ပြည်သူလွတ်တော်နှစ်ရပေါင်းလိုက်တာပေါ့ဗျာအဲ့တော့အမျိုးသားလွတ်တော်ကိုလူ440နဲ့ဖွဲ့မယ်တဲ့330ကိုခင်ဗျားတို့ပြည်သူတွေရွေးတဲ့130ကတော့ ကျုပ်ကကာကွယ်ရေးဥကျုပ်ကခန့်မယ်ဆိုတော့440မှာ330ကလူတို့ကရွေးမယ်130ကလူတယောက်ကခန့်မယ်ကာကွယ်ရေးဥကျုပ်ကခန့်မယ်အမျိုးသားလွတ်တော်156ယောက်ကျားတို့ပြည်သူလူတို့ကရွေးကျွန်တော်တို့က96ယောက်ခန့်မယ်လေးပုံတစ်ပုံပေါ့နော်ကာကွယ်ရေးဥကျုပ်ကခန့်မယ်ဆိုတော့လွတ်တော်200ပေါင်းတော့664ယောက်ရှိတယ် ၄၉၈ယောက်ကကျွန်တော်တို့အယက်သားတွေရွေးထားတဲ့အမတ်ခုန၁၆၆ကတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူပုဂ္ဂိုလ်တဦးကခန့်ထားတဲ့တမတော်သားကိုစလဲတွေလေးပုံပုံတပုံပေါ့အဲ့ဒီတော့နိုင်ငံတော်အာဏာကိုလွှတ်တော်ကပိုင်တယ်လွှတ်တော်မှာထိုင်မဲ့အမတ်ရဲ့လေးပုံတပုံကိုလေးပုံသုံးပုံကိုလူလူကရွေးလေးပုံတပုံကိုလူတစ်ယောက်ကခန့်ထားတယ်အဲ့တော့ဒီလွှတ်တော်ရဲ့လေးပုံတပုံသောအာဏာတနည်းအားဖြင့်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာရဲ့လေးပုံတပုံကဘယ်သူလက်ထဲရောက်နေသလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူတယောက်ရဲ့လက်ထဲရောက်နေတယ်ရှင်းရှင်းလေးပုံမှန်109 141 161အဲ့ဒီသုံးခုမှာဖတ်အဲ့ဒီအတိုင်းပဲအတိအကျနိုင်ငံတော်အာဏာရဲ့၄ပုံတပုံကိုကာကွယ်ရေးဦးစီးချုပ်လို့ခေါ်တဲ့တမတော်အကြီးကတယောက်တည်းကိုအပ်ထားတယ်စဉ်းစားကြည့်ကျွန်တော်တို့မှာလူတန်း60ရှိတယ်ဒါအကြံပြောတာတကယ်တော့ကျော်တယ်65တန်းလောက်ရှိတယ်ရတော်မှာလူ664ယောက်ရှိတယ်အမှတ်ကအရသား498ယောက်900ထားလိုက် တန်60 900နဲ့စိုင်းတသိန်းထွက်တယ်တသိန်းနဲ့2000ထွက်တယ်ကျွန်တော်အရသာတသိန်း2000ရှိမှအမှတ်တရောက်ရတယ်တမတော်သား9သိန်းရှိတယ်အမှတ်က166ရှိတယ်စကြည့်လိုက်3000နဲ့200တယောက်ထွက်တယ်ကျွန်တော်အရသာတသိန်း2000မှအမှတ်တရောက်ရတဲ့အချိန်မှာသူတို့ကလူ3000ကိုအမှတ်တရောက်နှုန်းနဲ့လွတ်တော်ယူစီးထားတယ်အဲ့တော့နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာ၄ပုံတစ်ပုံကို ာဝေးဥစုကိုပေးထားတယ်ကျွန်တော်တို့ကို၄ဘုံ၃ဘုံပဲပေးတယ်၄ဘုံ၃ဘုံကြီးတောင်ရလို့ပြောမနေနဲ့ဘာအလုံးမလုံးလို့မရဘူးကျွန်တော်နောက်ဆက်ပြောမယ်ဟုတ်ပြီအုတ်ချုပ်ရေးအာဏာပုံမှန်၁၆မှာရေးထားတယ်နိုင်ငံတော်သမရသည်တဲ့နိုင်ငံတော်ဤအကြီးအကဲလဲဖြစ်သည်အစိုးရအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်တယ်သူလိုရေးထားတယ်ပုံမှန်98မှာလည်းဒီတိုင်းပဲနိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်သည်လို့ရေးတယ်။နောက်တရားနဲ့6မှာ sorry 196မှာထပ်ရေးထားတဲ့အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာသမရဖြစ်တယ်လို့ရေးထားတယ်။အဲ့တော့တိုင်းပြည်ကိုအုပ်ချုပ်မှာအစိုးရအဖွဲ့အဲ့ဒီအစိုးရအဖွဲ့ရဲ့အကြီးအကဲကသမရအဲ့ဒီသမရကိုနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုအပ်တယ်လို့သူကရေးထားတယ်။ ။ဆိုတော့တမရကိုကတော့ကျွန်တော်တို့ကဒါပြည်သူလူထုကတိုက်ရိုက်ရွေးတာတော့မဟုတ်ဘူး။သို့တော်လည်းပဲတွယ်ဝိုက်တော်နည်းနဲ့တော့တမရကိုပြည်သူရွေးတယ်လို့ပြောရပါတယ်။အဲ့တော့ပြည်သူလူထုရွေးတဲ့တမရမှာတကယ်နိုင်ငံတော်အာဏာရှိတဲ့အဲ့ဒါပြည်သူမှရှိတာ ਨੇ အတူတူပါပဲ။ပြည်သူရွေးတဲ့လွတ်တော်မှာဥပဒေပြုအာဏာရှိရင်အဲ့ဒါပြည်သူမှာအာဏာရှိတာ ਨੇ အတူတူပဲဒီလွတ်တော်ကခဏပဲကိုရွေးထားတာမကြိုက်ရင်ကိုဖြုတ်လိုက်လို့ရတယ်နောက်လူကိုကတင်လို့ရတယ် ်တမရလည်းထုံနေပဲကိုရွေးထားတာပဲမကြိုက်ကိုဖြုတ်လို့ရတယ်နောက်တခါနောက်တယောက်ရွေးมาပေါ့တဘောကတမရမှာအာနာရှိရင်ပြည်သူမှာအာနာရှိတယ်လို့အဓိပ္ပာယ်ထွက်ပါတယ်လွတ်တော်မှာအာနာရှိရင်ဒါလည်းပြည်သူမှာအာနာရှိတယ်ဆိုတော့အဓိပ္ပာယ်ပါပဲကြိုက်တယ်လို့ဆိုရင်ကျွန်တော်တို့တမရမှာတကယ်အာနာရှိလားကြည့်အောင်စဉ်းစားပုံစဉ်းစားနည်းလေးတွေရှိတယ်ဥပမာတွေဖတ်ပြီးစဉ်းစားရင်လည်းရတယ်ဥပမာပုံမှန်တစ်ခု230နဲ့နှစ်ပေါ့ဗျာဝင်ကြီးတွေကိုခတ်နိုင်တဲ့အာနာ တော့နိုင်ငံတော်သမ္မတဟာတကယ်တိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲမှန်ရင်ပြည်ရဲ့လက်အောက်မှာအလုပ်လုပ်မဲ့ဝင်ကြီးတွေကိုဘယ်သူခန့်မလဲသူပဲခန့်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးအကုန်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးဌာနတွေအရေးပါတဲ့ခုနဆရာပြောတဲ့ထဲပါတယ်ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးရအဲ့ဒီအဖွဲ့အားလုံးကလက်နက်ကင်တဲ့အဖွဲ့ကြီးပဲအဲ့ဒီဝင်ကြီးသုံးဌာနရဲ့ဝင်ကြီးရောဒုတိယဝင်ကြီးရော တမရခံလို့မရဘူးကာကွယ်ရေးဥပယုကခံမယ်အဲ့ဒီလိုကာကွယ်ရေးဥပယုကခံတာကိုလွတ်တော်လဲညင်းပယ်ခွင့်မရှိဘူးအဲ့ဒီလိုခံထားတဲ့ဝင်ကြီးဒုဝင်ကြီးတွေကိုတမရမှာဖြုတ်နိုင်တဲ့အာဏာလဲမရှိဘူးအဲ့ဒီအတိုင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးထားတယ်အဲ့ဒီတော့